ျမကတော့တင်ဆက်သူမဆန္နာပါဖြည့်ရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားဖွယ်မူခင်းဇလန်းကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်စရေးကြီးကျွန်တော်လူပြောင်းမှုတခုတိုင်ချင်လို့ပါ ထိုစကားကြောင့်မူခင်စည်ရင်များတိုင်းရင်နေတဲ့စည်ရည်ကြီးကခေါင်းမော်လာပြီးဒီကလေးမျက်မှန်ကြားမှာမြက်ဝန်းအစုံနဲ့မျက်ခုံးတွင်ရင်ကြည်လိုက်တယ်။တိုင်ပြထိုင်နိုင်ပါလေ။ဘာလူပြောက်မှုဟုတ်လား။ဘလို့ကဘလို့ပြောက်သွားတာလဲဗျ။မိမလားယောက်ျားလား။မိမပါစည်ရည်ကြီးကျွန်တော်မိမပါ။ဒါဆိုရင်လူပြောက်မှုဖွင့်လိုက်ကြအောင်လို့အကြောင်းစုံလေးပြောပြပါဦး။ဒီလိုပါစည်ရည်ကြီး ျွန်တော်ကကုံရောင်းကုံဝဲအလုပ်လုပ်ပါတယ်ကျွန်တော်နာမည်ကကျော်မိုးပါကျွန်တော်ဇနီးမောင်မလွင်နဲ့လွန်ခဲ့တဲ့9နှစ်လောက်ကအိမ်အောင်ကြခဲ့ပါတယ်ဒါပေမဲ့ခုထက်ထိသာသမီတယောက်မှမထွန်းကားခဲ့ပါဘူးခုရပိုင်းကျွန်တော်အညာဘက်ကိုကုံရောင်းထွက်သွားတော့ဇနီးမောင်မလွင်တယောက်ထဲအိမ်မှာကြံခဲ့ပါတယ်ကုံရောင်းပြီးတပတ်လောက်လဲကြာရော မနေ့ညနေက အင်ကိုပြန်ရောက်တော့ဇနီးမောင်မလွင်ကိုမတွေ့ရတော့ပါဘူး အနီးပတ်ဝန်းကျင်ကိုလည်းမင်းမြန်စုံစမ်းတော့ဘာမှမထူဘူးဒါနဲ့သူမိဘအိမ်တွေများသွားသလားသွားမိမြန်ပြန်တော့လေမလာဘူးလို့ပြောတယ်ဇေကြီးရဲ့သူမိဘတွေမောင်နှမတွေလည်းအခုလိုက်ရှာနေကြတယ်တခုခုဒုက္ခတွေတွေ့နေမှဖြင့်ဒုက္ခပဲဇေကြီးရဲ့အမြတ်တွေ့အောင်ကူညီပေးပါဗျာဒါလောက်ဆိုရင်သဘောပေါက်ပါပြီဗျာဒါနဲ့ခမမိတ်မအသက်တို့အဖေနမေတို့လူရဲ့ပုံပန်းတရံတို့အသေးစိတ်ပြောပြဖို့လိုပါတယ် ။ဒါမှရှာဖွေကူညီရတာလွယ်မှာပေါ့။အော်မောင်အောင်မလွင်ရဲ့အသက်ကတော့25နှစ်ပဲရှိပါသေးတယ်စေကြီး။သူ့အဖေနာမည်ကဦးမောင်လွင်ပါ။ဇနီးကသပင်အနက်အရှိပါ။ညနာဝိုင်းပါလေ။မျက်ခုံးလည်းကောင်းပါလေ။နှာတံလည်းပေါ်ပါလေ။ပါးစပ်ကတော့မကျဲမကျဲပါ။အသားဖြူပါလေ။မျက်လုံးကတော့အနေတော်ပါပဲ။ကိုယ်လုံးတောင်ပြီးတော့ရက်က9ပေ3လက်မလောက်ရှိပါလေ။ ရဲစရေးကြီးကတော့ကိုကျော်မို့ပြောတဲ့အတိုင်းလူပြောက်တိုင်ချက်ရေးသားလျက်ရှိတယ်။အီမာလိုအချက်ကျန်းနေသေးတာကိုသတိထားလိုက်မိတယ်။လူပြောက်တိုင်ချက်ဆိုပြီးပော့ပော့တန်တန်ဆောင်ရွက်လို့မဖြစ်ကြောင်းသိနေတယ်။ဘာကြောင့်လဲဆိုတော့တခါတလေရဇဝဲမှုကြီးများလည်းဖြစ်ပွားနေတယ်လို့ဖြစ်တယ်။ရဲစရေးကြီးမှတိုင်ချက်ရေးသားနေရင်ကကိုကျော်မို့ကိုလှမ်းကြည့်ရင်က ပြောလိုက်တယ်။ကိုကျော်မို့ရဲ့ခမရကိုတခုလောက်မေးပြစီရောပုံပန်းတရံကတော့သိပါပြီ။ ူကိုမအမတ်သားပေါ့ဗျာဥပမာမျက်နာတို့လက်တို့မမှဲ့တို့အမရွတ်တို့ပေါ့ခမမိမဆိုတော့ခမတိမှာပေါ့ဗျာစီရေးကြီးပြောတော့မှသတိရတယ်ဗျာတော်တော်စဉ်းစားရမလို့ဖြစ်နေပြီသတိမထားမိတာကိုစီရေးကြီးရဲ့မေးမြန်းချက်ကြောင့်ကိုကျော်မှုတယောက်တွေးဝေးသွားတယ်ထို့နောက်စဉ်းစားရမိသလောက်ပြောပြတယ်တခုတော့မှတ်မိတယ်စီရေးကြီးရဲ့ဘယ်ဘက်လက်ညှိုးမှာတော့ဓာတိဓာတာရှိတော့ ်အမယုတ်ကလေးတော်ရှိတယ်မဲ့တို့ဘာတို့တော့မတွေးမိဘူးဒီလောက်ဆိုလေရပါရဗျာနောက်တစ်ခုကခမရနဲ့စကားများရံဖြစ်တာတို့ရှိခဲ့ဘူးလားတခါတလေတော့စိတ်သဘောချင်းမတိုက်ဆိုင်လို့စကားများတာတွေရှိပါတယ်ဒါပေမဲ့ခဏပါပြီးသွားတာပါပဲကိုကျော်မိုးကိုစီရေးကြီးကလူအပ်တာများမေးမြန်းပြီးလူပြောက်တိုင်ချက်ကိုအဆုံးသတ်လိုက်တယ်ပြီးနောက်ကိုကျော်မိုးကိုပြောလိုက်တယ် ကျွန်တော်လူပြောက်တိုင်ချက်ကိုစကမ်းမှုတင်ပြလိုက်ပါမယ်။ဒီတော့စကမ်းမှုကစုံစမ်းဖော်ထုတ်ဖို့အရာရှိတဦးကိုတာဝန်ပေးမှာပါ။ခဏစောင့်ဦးပြ။ထို့သူစီအေးကြီးကပြောလိုက်ရင် လူပြောက်တိုင်ချက်ကိုယူပြီးစကမ်းမှုအခန်းဘက်ကိုထွက်သွားရင်းတိတ်မကြလာကစရေးအခန်းဘက်ကိုပြန်ရောက်လာပြီးကိုကျော်မိုးကိုပြောလိုက်တယ်။ကိုကျော်မိုးဇနီးပြောက်မှုကိုတော့ဒူရဲရောက်ချမ်းမင်းစစ်စေးမယ်။သူဖော်ထုတ်ပေးပါလိမ့်မယ်။ခင်ဗျပြန်လို့ရပါပြီ။ မကြခင်မှာဒူရဲအုပ်ချမ်းမင်းကခမရင်ကို ရောက်လာပါလိမ့်မယ်။စရေးကြီးရဲ့ပြောစကားကြောင့်ကိုကျော်မှုတယောက်စရေးကြီးကိုနှုတ်ဆက်ပြီးရဲစခန်းပေါ်ကဆင်းသွားရီရဲစေးကြီးကတော့ကိုကျော်မှုရဲ့နောက်ကျောပြင်ကိုအတိတ်ပဲရှိတဲ့မျက်ဝန်းများနဲ့ကြည့်နေမိတယ်။ဆရာချမ်းမင်းလူပြောင်းမှုအခြေအနေမထူးသေးဘူးလားဗျ။လူပြောင်းမှုဆိုပြီးပေါပေါတန်တန်တော့မလောက်ပါနဲ့။တမာရိုးကြလက်မရချင်းစကားများလို့အိမ်ကဆင်းသွားတာရှိတယ်လို့ တချို့ကြတော့လေလင်းငယ်နေလင်းနောက်လိုက်သွားကြတာတွေလည်းရှိတယ်။တရလို့ဆိုပြီးတော့လေရှော့တွက်လို့မရဘူး။ပျောက်သွားတဲ့ကောင်မလေးကအသက်ကငယ်သေးတယ်။ပုံပန်းတရံရပြောရမယ်ဆိုရင်တော့ယောက်ျားသားတွေစွဲမတ်เสียပဲ။ဒါနဲ့ကောင်မလေးရဲ့ဓာတ်ပုံတို့ဘာလို့ရောမရဘူးလား။စကမ်းမှုရဲအုပ်အောင်သိရပြောစကားကြောင့်ဒူရဲအုပ်ချမ်းမင်းနားထောင်နေရင်မှသူ့ရဲ့အမှုစိတ်အိတ်ထဲမှာဓာတ်ပုံကိုထုတ်ယူရင်ပြောလိုက်တယ်။ ဓာတ်ပုံကတော့ရပါလေစခန်းမူဒီမှာပါဒူရဲအုပ်ချမ်းမင်းထုတ်ပြတဲ့မောင်မာလွင်ရဲ့ဓာတ်ပုံကိုစခန်းမူရဲအုပ်အောင်သိန်းကအကဲခတ်ကြည့်လိုက်တယ်ကျုပ်ထင်တဲ့အတိုင်းပဲဗျရုပ်ရည်ကမစိုးလာတယ်လို့ကိုလုံးကိုပေါလဲလှတယ်ဒီနေ့ဆိုရင်ကောင်မလေးပြောက်တာနှစ်ရက်ရှိပြီနော်စခန်းမူရဲအုပ်အောင်သိန်းရဲ့ပြောစကားကြောင့်ဒူရဲအုပ်ချမ်းမင်းကပြောလိုက်တယ်ကျွန်တော်လည်းအထူးစူးစမ်းနေပါတယ်စခန်းမူ ကျွန်တော်တော့မောင်မလွင်ယောက်ျားကိုကျော်မိုးကိုတန်တရားဖြစ်မိတယ်။ဘာကြောင့်ဆိုတော့သူမိမပျောက်နေတာကိုဘာမှမပူပင်တဲ့ပုံစံပဲ။ကောင်မလေးရဲ့မိဘတွေကတော့တော်တော်စိတ်ပူနေတဲ့စကမ်းမူ။ဒါဆိုရင်ဒီလိုလုပ်ပြ။စကမ်းမူရဲအုပ်အောင်သိမ့်မှဒူရဲအုပ်ချမ်းမင်းကို အကြံပေးလိုက်တဲ့သူအကြောင်းကိုတော့စကမ်းမူနဲ့ဒူရဲအုပ်ချမ်းမင်းတို့သာသိကြတယ်။ဘာကြောင့်လဲဆိုတော့လှုပ်ဝက်စွာဆောင်ရွက်ရမယ့်အရေးကြောင့်ပဲဖြစ်ပါတယ်။ သူရဲ့အုပ်ချမ်းမင်းမှာတော့စကံမှုညွန်ကြားတာများကို နားထောင်မှတ်သားပြီးစကံမှုကို အလေးပြုပြီးစကံမှုရဲ့ရုံကန်းနဲ့ကထွက်သွားရည်ရဲနဲ့ပြည်သူလက်တွဲကူဒူးစရိုက်ဟုသမျှဖော်ထုတ်ကြဆိုသလိုဆောင်ရွက်ပြီးတော့မယ်လို့စကံမှုရဲအုပ်အောင်သိန်းကတွေးနေမိတယ်အချိန်ကညနေ၄နာရီခန့်ရှိတယ် ရဲစခန်းမှာအမှုတိုင်မဲ့သူမရှိတော့စခန်းမှုရဲအုပ်အောင်တဲ့ဒူရဲအုပ်ချမ်းမင်းနဲ့ရဲစေးကြီးတို့ဧကေဟာမှာထိုင်စကားပြောနေကြတယ်။စခန်းမှုရဲအုပ်အောင်တဲ့ကလုပ်ငန်းပိုင်းနဲ့ပတ်သက်ရင်တော့တိတိကျကျလုပ်တယ်။လုပ်ငန်းအားလက်ချိန်များမှာတော့ညီကိုမောင်နှမလိုဆက်ဆံကြတယ်။အခုလေတောင်မြောက်လေးပါရည်စရာစကားတွေပြောနေကြတယ်။တို့အချိန်အသက်50ခန့်ရှိလူတအူစကမ်းမှုတို့ထိုင်စကားပြောနေရာကိုရောက်လာ၏ သူရဲ့အတွင်က စကားတစ်ခုကို အရေးတကြီးပြောချင်နေပုံရတာကိုစကမ်းမှုကအကဲခံမိတယ်။ဥလီထိုင်ပါ။ဘာတွေအရေးကြီးလို့လဲ။ဘာများကူညီပေးရမလဲ။ပြောပါ။သူစကားကြောင့်တစ်ချက်ပြုံးရင်ပြောလိုက်တယ်။ကျွန်တော်နမေကဥပမောင်မစကမ်းမှု ကျွန်တော်ကတန်ငါလောက်ပါတယ်။ပိုက်ချမလို့လေနဲ့ထွက်လာတာ။မြေထဲမှာမိမအလောင်းတလောင်းတွေ့လို့လာပြီးတော့တရင်ပေးတာပါ။ ်ထို့သူပြောလိုက်တော့စကမ်းမှုရဲအုပ်အောင်တဲ့ချက်ချင်းစဉ်းစားလိုက်တဲ့ပြီးနောက်ဒူရဲအုပ်ချမ်းမင်းကိုပြောလိုက်တဲ့ကဲအလောက်ကတော့ရပြန်ပြီဗျဆရာချမ်းမင်းမယ်အလောင်းရှိတဲ့နေရာကိုလိုက်သွားလိုက်ဗျခမရလူပြောင်းမှုကလည်းမိမဆိုတော့မပြောကောင်းမဆိုကောင်းဗျမအောင်မလွှဲများလားစီအေးကြီးကတင်မှုသေးခင်ဖွင့်မှုလို့ဆရာချမ်းမင်းကအလောင်းကိုတည်တည်ချာချာစစ်စစ်ဓာတ်ပုံလေတခါလေးရိုက်အခင်းပြည့်မြေပုံမှာတခါလေးဆွဲခဲ့ပေါ့ နောက်ပြီးတော့ဆေးရုံပို့တဲ့အခါတိလို့တဲ့အကြောင်းဆေးစာအကွက်မှာမြည်တိအတွက်ကြောင့်တည်ဆုံးရခြင်းဖြစ်တဲ့မြည်တိနေကတည်ဆုံးခြင်းဖြစ်နိုင်တာကိုထိတ်ရီမူကင်းဆရာဝန်စစ်ဆေးချက်ကို တခါတည်းတိအောင်လှုပ်လာခဲ့ကဲအချိန်မရှိတော့ဘူးအစီအစဉ်လှုပ်တော့လိုအပ်ရင်ကြောက်ကိုနီးစက်ရာကနေဖုံးဆက်တရင်ပို့ပါဟုတ်ကဲ့စကမ်းမူကျွန်တော်အခုပဲနေထိုင်အဖွဲကနှစ်ယောက်လောက်ခေါ်ပြီးတော့သွားပါမယ်စကမ်းမူစကမ်းမူရုံကန်းအတွင်းမှာဖြစ်တဲ့ စကံမှုရဲအုပ်အောင်တဲ့လူပြောင်းမှုစစ်စစ်တွေဒူရဲအုပ်ချမ်းမင်းနဲ့ကိုကြောင်မိုးတို့ရှိနေကြတဲ့ကိုကြောင်မိုးမှာတော့ခေါင်းကိုငုံရက်သားရှိနေတဲ့စကံမှုနဲ့ဒူရဲအုပ်ချမ်းမင်းတို့မှာတော့ကိုကြောင်မိုးကိုအကဲခတ်ကြည့်နေကြတဲ့တအူးနဲ့တအူးမြည်သည့်စကားမှမပြောပြကြသည်စစ်စေးသူနဲ့အစ်စ်ခံမဲ့သူတို့ကတအူးနဲ့တအူးမြည်တို့မြည်ပုံပြောဆိုကြမှာကို၎င်းမြည်ခဲ့သူအကြောင်းပြဖြေရှင်းရမှာကို၎င်းတွေးတောနေကြတာတော့အမှန် ဒူရဲအုပ်ချမ်းမင်းမာလေစကံမှုမြည်ခဲ့သူပြောကြတော့မှာကိုစောင်းစားလို့နေတယ်ထိုအခါစကံမှုရဲအုပ်အောင်သိန်းကဒူရဲအုပ်ချမ်းမင်းစီစီခဲ့တဲ့ အစိတ်ခံချမ်းများကိုဖတ်ရှုနေတယ်ပြီးနောက်ကိုကြောင်မိုးကိုလန့်ကြည့်ရင်ကဒီမှာကိုကြောင်မိုးခမရခေါင်းမော့ပါအောင်ကြုံမေးတာကိုအမှန်တိုင်းဖြေဖို့တော့လိုတယ်ကျုပ်တို့ဘက်ကစစ်ဆေးစရာရှိတာစစ်ဆေးထားတယ်လို့အားလုံးလဲစုံစမ်းပြီးပြီဒါကြောင့်မို့ခမရကိုရဲစခန်းကိုခေါ်စစ်ဆေးတာပဲ ကျုပ်တို့ကခမရတို့လင်မယားနှောက်ရဲ့ရာဇဝင်ကို လေးလာပြီးပြီနောက်တစ်ခုကလည်းခမရတို့နေအိမ်အနီးနားကပြည်သူတွေရဲ့အကူအညီကိုလည်းရယူခဲ့ပြီးပြီဒါကြောင့်ခမရညာဖို့လိန်ဖို့မကြိုးစားပါနဲ့တော့အမှန်တရားကိုပဲကျုပ်တို့လိုချင်တယ်ကျုပ်တို့ကလည်းလူမိုက်အယောက်တရာဖမ်းခြင်းဖမ်းရပါစီ လူကောင်းတယောက်ကိုဖမ်းမိမှာစိုးရတယ်ဒါကြောင့်မို့လဲအချင်းယူဆောင်ရွက်ရတာ စကမ်းမှုရဲအောင်သိရေပြောစကားကြောင့်ကိုကျော်မှုတယောက်ငုံထားတဲ့ခေါင်းကိုမော့လာပြီးစကမ်းမှုကိုကြည့်ရင်ပြောလိုက်တယ်။သူ့ရဲ့အတန်များကတုံ့ပြန်နေတယ်။ကျွန်တော်စကမ်းမှုမေးတာတွေကိုအမှန်တိုင်းပြောပါမယ်။ကျွန်တော်မလိမ့်ညာပါဘူး။စကမ်းမှုတို့ကကျွန်တော်မိမကိုကျွန်တော်တတ်တယ်ပဲထင်နေတယ်ထင်တယ်။ကျွန်တော်ချစ်တဲ့မိမကိုတတ်ပါမလားစကမ်းမှုရဲ့။သူပြောက်သွားလို့ကျွန်တော်စိတ်ပူပြီးတော့စကမ်းကိုလူပြောက်လာတိုင်သေးတာပဲ။ ကျွန်တော်ဇနီးသေးလို့စိတ်မကောင်းတာကတမျိုးအခုလိုလဲအစ်စစ်ခံရတော့ကျွန်တော်လဲတော်တော်သိခါကြပါရဲစကမ်းမူကိုကြောင့်မူကတော့ထိုးတို့ချီပါတော့လေစကမ်းမူရဲဦးအောင်သိန်းကတော့ကိုကြောင့်မူပြောစကားကိုအတိချာနားထောင်ရင်းကကဲဒါဆိုရင်ကြုံမင်းမယ်ကျုပ်တို့ရဲတပ်ဖွဲ့ကတဖက်သားကိုအချိတ်ဆက်မိမိမပိုင်နိုင်မင်းနဲ့မလုပ်ဘူးဗျခမရသိခါကြရအောင်ကလေခမရရဲ့လှုပ်ဆောင်ချက်အပေါ်မှာမူတည်နေတယ် ကို့ကြောင့်ဖြစ်ရတဲ့ကိစ္စပဲကျုပ်တို့ကဒါတွေကိုဂရုမစိုက်နိုင်ဘူးအခုကိစ္စကလူတစ်ယောက်လုံးသိတဲ့လူတတ်မှုပြခမရသိတဲ့အတိုင်းပဲကျုပ်တို့ကိုခမရမိမပျောက်တယ်လို့လားတိုင်တယ်ကျုပ်တို့လူပြောက်မှုဖွင့်ပြီးကုညီစုံစမ်းပေးတယ်အဲ့ဒီအချိန်မှာပဲမိမအလောင်းတလောင်းပေါ်တော့စစ်စေးရကတည်သွားတဲ့မိမကခမရမိမပဲဒါကြောင့်ရေနစ်သိနေတဲ့ခမရမိမကိစ္စအတွက်တည်မှုတည်ခင်ဖွင့်ပြီးဆောင်ရွက်ရပြန်တယ်မူကင်းဆရာဝန်စစ်စေးချက်အရာတော့ လည်းပဲညှက်တက်ပြီးရေထဲပစ်ချလိုက်တယ်လို့သိရတယ်။ပျောက်တဲ့နေနဲ့တေတဲ့နေကလည်းတရက်သေးလို့တိုက်ဆိုင်နေတယ်။ဒီတော့စဉ်းစားစရာတွေဖြစ်လာတယ်။ဒါကြောင့်မို့လဲလူပြောက်မှုတေမှုတေခင်အမှုကနေပြီးလူတတ်မှုပြောင်းအမှုဖွင့်ပြီးကျုပ်တို့စုံစမ်းစစ်ဆေးခဲ့တယ်။အဲ့ဒီမှာအဖြေပေါ်လို့ကျုပ်တို့ကခမရကိုခေါ်စစ်ဆေးရတာပဲ။ကြားတယ်ဗျာ။ကြုံမေးတာဖြေတော့စကမ်းမှုရဲဟုအောင်သိရေပြောစကားကြောင့်ကိုကျော်မှုတယောက်တွေ့ဝေစဉ်းစားနေတာကိုတွေ့ရတဲ့ မျက်နာတစ်ပြင်လုံးတွေးမရှိတော့တယ်လို့ဖြူရော်ရော်ဖြစ်သွားတယ်လို့ဆိုရမယ်။မြည်သည့်စကားသံမှမထွက်တော့တိတ်ဆိတ်နေသည်။မင်းမြတ်မဲ့မိကုန်းကိုလည်းမြည်တို့ဖြေရမှာကို စိုးထိတ်လို့နေသည်။စကံမှုရဲအိုအောင်သိန်းကလည်းဒီအမှုကိစ္စနဲ့ပတ်သက်ပြီးမပိုင်ဘဲနဲ့မပြောလို့တွေးနေမိသည်။ထို့အခါစကံမှုရဲအိုအောင်သိန်းကအခင်းဖြစ်တဲ့ညကခမရတို့လင်းမယားအိမ်မှာရှိနေတယ်ဆိုတာခမရနင်းမလား။ ခမရအိမ်ပြန်လာတာကိုဘသူမှမမြင်ဘူးလို့ထင်နေလို့လားခမရရဲ့ပုံစံကအခင်းဖြစ်တဲ့ညကအိမ်ပြန်မရောက်တဲ့ပုံစံနောက်နေ့မှရောက်လို့ခမရမိမမောင်မလွင်ကိုမတွေ့လို့လူပြောက်တိုင်တဲ့အနေထားနဲ့ကျုပ်တို့ရဲစခန်းကိုခမရလာတိုင်တာခမရရဲ့ပြုလုပ်မှုတွေဟာပြီးရည်တယ်လို့ခမရကိုခမရထင်နေတာကိုဗျဒါပေမဲ့ရာဇဝတ်ပေးဆိုတာပြေးမလို့ဘူးဆိုတာခမရမသိဘူးလားနောက်တစ်ခုထပ်မိမယ်ဘာကြောင့်တက်ရတယ်ဆိုတာကိုရောပြောရအောင်မလား စကမ်းမှုရဲဟုအောင်သိန်းကပြောလိုက်တော့ကိုကျော်မှုတယောက်ညှိုးငယ်တဲ့မျက်နှာနဲ့စကမ်းမှုကိုကျွန်တော်အပြစ်ကိုကာကွယ်တဲ့အနေနဲ့ပြောမိတာတောင်းမှမှာတယ်ရဲတပ်ဖွဲ့ကိုလည်းချီးကျူးမိပါတယ်တကယ်တော့ကျွန်တော်တော်တော်မှားသွားမှန်းနောင်မှသိရပါတယ်ကျွန်တော်ဇနီးကိုကျွန်တော်တိတ်ချလွန်းလို့ပါဗျဒါဆိုရင်ခမရဒီလောက်ရဲရဲဆက်ဆက်မလုပ်သင့်ပါဘူးခမရမပေါင်းနိုင်ရင်မပေါင်းနဲ့ပေါ့ဗျလူအသက်တစ်ချောင်းဆိုတာတန်ဖို့ရှိလေဗျ ခမရတော်တော်မိုက်တာပဲဗျာထို့တို့ပြောလိုက်တော့ကိုကျော်မူတယောက်ယောက်ျားတံမဲသူ့ရဲ့မြက်ဝန်းအိမ်မှာမျက်ရည်ပူများဆင်းလာပြီးကျွန်တော်အမှန်တိုင်းဝန်ခံမမယ်စကားမူကျွန်တော်ရဲ့မိုက်ပြစ်ကို ကျွန်တော်လဲဆင်းခံမှာတော့မေမအောင်မလွယ်မရှိရတဲ့နောက်ပိုင်းကျွန်တော်ဘဝကဘာမှမထူးတော့ပါဘူးထို့တို့ပြောရင်ဖြစ်ပြပုံကိုဤသို့ပြောပြရီကိုကျော်မူတယောက်အနေနဲ့တော့အတိတ်တို့ကအရေးပမာဖြစ်နေတယ်လို့ စကမ်းမှုရဲအုပ်အောင်သိန်းတို့ကတော့ကိုကျော်မှုပြောပြတဲ့ဇာတ်ကြောင်းမှာနေမျောနေမိတယ်။ဟဲ့ကျော်မှုနေကအယောင်းဝယ်နဲ့အလုတော့နေတယ်။တခါတလေရက်ကြမှာအိမ်ကိုပြန်လာတယ်။အိမ်မက အုံမလွင်တယောက်တည်း။သူကရုပ်ရည်လေးရောကိုလုံးကိုပေါက်ကလေးရော ရှိတယ်။နင့်ကို ကိုချင်းစာလို့ပြောတာ။နင်ကြိုတင်တားဆီးနိုင်မှုပါ၏။ဗျာဒေါ်တို့တို့ဘာပြောတယ်။အတော့စကားကြီးကတမျိုးကြီးပဲ။ပြောပါဦး။ ကျွန်တော်ဇနီးအုံမလွင်ဘာရီဖြစ်လို့လဲဗျ။အေးငါကတော့ပြောရမှာပဲ။နင်းဟာနင်းဆုံးဖြတ်။နင်းမရှိတော့မှကောင်လေးတယောက်နင်းတို့အိမ်ကိုလာလာနေတယ်။သူ့နာမည်ကအောင်မင်းဆိုလာပဲ။နင်းဒေါသတွေဖြစ်ပြီးတော့အုံမလွင်ကိုတော့မပြောနဲ့အောင်။ခိုင်လုံအောင်စုံစမ်း။သူ့ကိုလည်းဖြောင်းဖြောင်းဖြားဖြားနဲ့ပြောလိုက်အောင်။တော်ကြငါ့ကြောင့်ဖြစ်နေအောင်မေ။ယောက်ျားမရှိတဲ့အချိန်မှာတစိမ့်ယောက်ျားလာဖို့တော့မသင့်ဘူးလေ။အနေထိုင်ကတမျိုးပဲ။ အိမ်ဒီချင်းဖြစ်သူဒေါ်တိုးတိုးမှကိုကျော်မိုးဇနီမအောင်မလွင်ရဲ့အခြေအနေကိုထိမ့်သိမ့်နိုင်ရန်ပြောခြင်းဖြစ်ပါရိကြာလာရင် လူမှုရေးပြဿနာများဖြစ်ပေါ်လာနိုင်နေဒေါ်တိုးတိုးရဲ့ပြောစကားကြောင့်ကိုကျော်မိုးတယောက်မအောင်မလွင်ပေါ်မှာတော်တော်ဒေါသတွေဖြစ်နေမိတယ်ဒီကိစ္စမျိုးဆိုတာအခက်သားလားကိုကျော်မိုးတယောက်ဒေါသတွေကိုချုပ်တီးရင်ကဒေါ်တိုးတိုးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာ ျွန်တော်ကတော့စီးပွားရေးကိုရှေ့မှာကုန်းကြုံရှာသူကတော့ခြေတန်းကစားနေသလားဒါမှမဟုတ်နောက်မီးပဲလင်းနေသလားကျွန်တော်ခေါင်းအေးထားပြီးတော့ဆောင်ရွက်ပါမယ်ကျွန်တော်အုံမလွင်ကိုယုံကြည်တယ်ဒီလိုအမှုအကျင့်တွေမရှိဘူးထင်တာကျွန်တော်ဘဝကဘလို့ဖန်လာမလဲဆိုတာဖះပဲသိမှာပါတို့တို့ပြောလိုက်ရင်ဒေါ်တို့တို့နေအိမ်မှာသူ့ရဲ့နေအိမ်ဘက်ကို ပြန်လာတယ်မိုးကချုပ်နေပြီ လမ်းမီအလင်းရောင်ကသူလျှောက်နေတဲ့လမ်းကို မပီအိုးတော်မြင်နေရသည်။တို့အတူ အုံမာလွင်နဲ့အောင်မင်းတို့ရဲ့အချစ်ဇလန်းလေးကလည်းမပီအိုးတော်ပဲလားကိုကြောင့်မှုမပြောတတ်။သူ့ရဲ့နားထဲမှာဒေါ်တို့တို့ပြောစကားများက လွမ်းမိုးလို့နေခဲ့သည်။အချိန်ကည10နာရီခန့်ရှိပြီ။ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လို့နေသည်။ဒါပေမဲ့ကိုကြောင့်မှုတို့အင်ကားတော့မအိပ်သည်။ကိုကြောင့်မှုရဲ့အင်းရှိအေကမ်းမှာ အောင်မင်းနဲ့မအောင်မတို့နှစ်ဦးနှစ်ယောက်ထိုင်ကုန်ပေါ်မှာထိုင်နေကြရင် စကားတွေဖောင်ဖွဲလို့နေကြတယ်။ဧကန်းရှိလေးပေမိချောင်းကတော့ထုံမထအိမ်ဦးကန်းရှိဖီးယားကန်းမှာထုံကြတယ်။ဖီးယားမီလုံးအစိမ်းရောင်လေးရဲ့အိမ်ရောက်ကမပီကိုတော့လို့မပြောတာလောက်အောင်အလင်းရောင်ကတော့ရှိတယ်။သူတို့နှစ်ဦးပဝင်းကျင်ကိုဂယုမပြူမိကြကိုကြောင့်မို့အယောင်းဝယ်နေခရီးထွက်သွားပြီဆိုရင် သူတို့အခုလိုချိန်တွေးနေကြ အခုလေကိုကျော်မူကအညာကိုဆန်းအယောင်ဝင်နေမင်းညက်နေက ထွက်သွားတာဖြစ်တော့ယခုညမှာအခြေကဲနေခြင်းဖြစ်ပါရဲ့အောင်မင်းကအုံမလွင်ရဲ့ပခုံးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးကိုအောင်ကလေအတင်းကြီးဖတ်မထားပါနဲ့ဒီကအနေထိုင်ချက်တည်းချစ်လို့ပါအုံမရဲ့ခုလိုတိတ်တိတ်ပုံချစ်နေရမယ်စာကိုအောင်တို့တနည်းအားကိုထွက်သွားကြရအောင်နော်တော်ကြဟိုကောင်ကြီးနင်းယောက်ျားကြုံမှုရိမ့်မိသွားရင်မလွယ်ဘူးဖြစ်နေမယ် အချိန်တန်ရင်တော့ဖြစ်လာမှာပေါ့ကိုအောင်ရေဆန္ဒတွေမစောပါနဲ့ကိုကြောင့်မို့မရိမ့်မိပါဘူးဒီကဟန်ပူပူနဲ့တရုတ်ဆောင်နေရတာတိတ်ချစ်တယ်အုံမရေကိုအောင်မခွဲနိုင်တော့ဘူးတို့တို့အောင်မင်းကပြောရင် အုံမလွင်ရဲ့မှွေပြန်ပြန်ပါမှုမှုလေးကိုအနမ်းမိုးတွေရွာချလိုက်တယ်အုံမလွင်ကတော့အောင်မင်းရဲ့အယူရများမှာနင်းမျောလို့နေတယ်အယူရတွေနဲ့တမှုတရားတွေနှွေရှက်နေကြတယ် အချိန်ကညှင်းနဲ့တဲ့ညှင်းနဲ့လာရီသူတို့နှစ်ဦးရဲ့ရင်ခုန်နှုံးကမြန်နေကြရီသူအချိန်လူတဲ့ဦးအမောင်တို့ကိုအားပြုပြီးအင်ရနီးကိုချင်းကပ်လာရီအင်ရှိအတဲအဆင့်အနီးတန်တကာနီးကိုရောက်လာပြီးအင်ရတွင်းကိုလှမ်းကြည့်လိုက်သည်သို့တော်လေဘသူကိုမှမတွေ့ရမြည်သည့်အတန်ကိုမှမကြားရသူအချိန်နေအိမ်အနီးမြေဖက်မှာတိုက်ခတ်လာတဲ့လေအဝေးကြောင့်ရင်ထဲမှာအေးစိမ့်စိမ့်လေးဖြစ်သွားရီ ထိုသူကခိတားမြရက်ပြီးစဉ်းစား၏ထိုနောက်အိတ်ခမ်းဘက်ရှိရာကိုခြေကိုဖြွားနှင်းပြီးလျှောက်သွားပြန်၏သူ့ရဲ့ရင်ထဲမှာစိုးထိတ်လိုနေသည့်မရေရာသေးတဲ့အတွေ့အကြုံကသာလွမ်းမိုးနေသည့်တဖြည်းဖြည်းနဲ့အိတ်ခမ်းအနီးကိုရောက်လာ၏ပြင်းနောင်အိမ်ဖြစ်တော့ပြင်အနီးနားကိုကပ်ပြီးနားထောင်လိုက်သည်ထိုအချိန်ကြားလိုက်ရတဲ့စကားသံများကသူ့ရဲ့နှလုံးသားကိုဓာတ်နဲ့နှုတ်နှုတ်ဆင်းသလိုခံစားလိုက်ရ၏မြောက်ဝနှလုံးစလုံးမိဝင်ဝင်တောက်သွား၏ လမ်းနှစ်ဖက်စလုံးလက်သီးကိုကြစ်ကြစ်ပအောင်ဆုပ်ထားမိသည်။ကူအောင်ကလည်းအယံကဲတာပဲ။ဘလူတရေကြီးကြနေတာပဲ။အင်မတန်ကြောက်စရာကောင်းနေတိလား။ဦးကွာအုံမရဲ့ချစ်လွန်းလို့ပါကွာ။ဟိုကောင်ကြီးခရီးမထွက်သေးလို့စောင်းခေရရရက်တွေကနှစ်ပေါင်းတရာလောက်တောင်ထင်ရတယ်။ဒွန်းညင်းမြထွက်လာတဲ့စကားတန်ဖြစ်တဲ့သူသူဘာလို့ရမလဲစဉ်းစားလိုက်တဲ့ဒေါသရှိထားရင်လေမှောက်မေတမဟုတ်ချင်းစဉ်းစားလိုက်တဲ့ ကြားရတဲ့အတန်တွေက နားထဲကိုတန်ကြီးပူလောင်းချလိုက်သလိုဖြစ်နေတယ်။စိတ်ကိုမထိန်နိုင်တော့ရန်နေရခါပြင်များကိုထူလိုက်ရင်ဒေါသတန်နေပြောလိုက်တယ်။အုံမအိမ်တကားဖွင့်စမ်းငါအကြောင်းသိမယ်။နင်ကခွေးဆက်ခင်းနေတာပေါ့လေ။ငါခရီးထွက်ပြီးမှတ်နေသလား။ဖွင့်အခုတကားဖွင့်။သူစကားကြောင့်အိမ်တွင်းကအတန်များ တိတ်သွားတယ်။ပဝင်းကျင်မှာတော့ဘသူမှတိပုံမပေါ့။တိတ်ဆိတ်လို့နေတယ်။ အထဲကမြည်သည့်အတံမှာထွက်မလာတော့ထမ်းမှန်ပြီးပြောလိုက်ပြန်နေမကြဘူးလားဟဲ့ကောင်မတကားဖွင့်စမ်းထို့သူပြောလိုက်ပြန်နေမောင်လားတကားဖွင့်ပေးမယ်ခဏလေးမကြလို့ပါတိတ်မကြလားတကားဖွင့်လိုက်ပြီးမိချောင်းထွန်းလိုက်ကအလင်းရောင်ကတိုင်အိမ်လုံးလင်းသွားရီအုံမာလွင်ကတော့အိယာကားထလာတဲ့အတွင်နဲ့မျက်လုံးနှလုံးကိုပုတ်သက်ရင်မောင်ခီးမထွက်ဖြစ်လို့ပြန်လာတာတင်နေ ဒီကအိပ်ပျော်နေလို့ချက်ချင်းမနိုးတာပါ။လာလေ။ဒူအကာကိုကြောင်မူကအိမ်မော်ကိုရောက်ရောက်ချင်းဒေါသကိုမချုပ်တီးနိုင်တော့မအောင်မလွင်ရဲ့ဖြူဥနေတဲ့ပါတစ်ဖက်ကိုအားကုန်လွှဲရိုက်လိုက်တယ်။မအောင်မလွင်ကြမ်းမြင်မော်လဲကြသွားတယ်။ဒူနောက်တပြိုင်နက်တည်းအိတ်ခမ်းမီကိုဖြန့်ချလိုက်တယ်။သူ့ရဲ့အသွင်ကတားကောင်ကိုအယားမိဖန်းစာမဲကြားခဲ့သူ။သို့တော်လေအိတ်ခမ်းအတွင်မှာဘသူ့ကိုမှမတွေ့ရ။ တို့အခါနောက်ဖေးဘက်ကိုထွက်သွားပြန်ပြီးလိုက်ကြည့်ပြန်နေဘသူကိုမှမတွေ့ရနောက်ဖေးအဝင်ထွက်တကားလေးပိတ်ရက်တော့တို့အခါတွေ့ဝေစွာနဲ့ရက်ပြီးစဉ်းစားရသူနာနဲ့ဆက်ဆက်ကြားခဲ့တယ်မမနိုင်ဟိုကောင်နောက်ဖေးပေါက်ကဆင်းပြေသွားခြင်းဖြစ်မေလို့စဉ်းစားလိုက်ရတယ်တို့နောက်အေရှေကန်းကိုပြန်ထွက်လာရင် ကောင်မနင်းလိမ်နဲ့ထွက်ပြေးသွားပြီမဟုတ်လားနင်းတော်တော်ရုံးမှာပါလားငါ့ဘော်တစ္ဆာဖောက်တဲ့မိမငါ့ကိုကောင်မလို့မခေါ်နဲ့ နေငါဘားကိုရိုက်เสียမလို့ငါမိဘတော့ငါ့ကိုမရိုက်ဘူးငါတယောက်တည်းရှိနေတာငါဘာလုပ်လို့လဲနေအခုတတိလိန်နေသေးတယ်နေအကြောင်းတစိုးတစကြားလို့ငါခရီးထွက်မဲ့ပုံနဲ့ထွက်သွားပြီအင်ကိုပြန်လာပြီးတော့အခြေအနေကြည့်တာနေကငါ့ကိုရမှာငါမပြောလိုက်ချင်ဘူးကွာရှင်ကျမကိုမဟုတ်ဖဲနဲ့လက်ဘူးလက်ကျက်မမိဘဲနဲ့မဆွဆွဲနေရှင်စကားပြောတာကြည့်ပြောရှင်မပေါင်းနိုင်ရင်ကွာမယ် သူစကားကြောင့်ကိုကျော်မူတယောက်အရှိုက်ကိုစောင့်ကန်လိုက်တယ်လို့ခံစားရရည်။သူအတွေးတွေရိုင်းသွားရည်။မဆိုဘာမှတရီမရတော့မအောင်မလွင်ရှိရာကိုရောက်သွားရည်။ပြီးနောက်သူ့ရဲ့လက်နက်ဖက်ကမအောင်မလွင်ရဲ့လယ်ပင်းစီကိုရောက်သွားရည်။ဒေါသငွေများထောင်းထောင်းထနေတော့အရာရာက ကြားရိုင်းပမာဖြစ်သွားရည်။တရီရလို့ကြည်လိုက်တော့မအောင်မလွင်မှာမျက်လုံးကြီးနှလုံးပြူးရင် အသက်မရှိတော့ဘူး။ ်ကိုကျော်မိုးမှမိတို့ဆက်လုပ်ရမှာကို ဝေခွဲမရဖြစ်သွားရင်လက်လွန်သွားပြီ အချစ်မိကတော့လောင်မြိုက်သွားပြီမိတို့ညှိတက်ရမှာကိုတမဟုန်ချင်းတွေးလိုက်ကြရီနောက်ဆုံးဆုံးဖြတ်ချက်ချမိတာကတော့အိမ်ရနိရှိမြေသေးကိုမောင်မလွင်ရဲ့အလောင်းကိုပြစ်ချလိုက်ရင်ဖြစ်တယ်ရေနစ်သွားတဲ့အနေထားဆိုရင်ကိုကျော်မိုးအပြစ်မရှိနိုင်လို့ထင်မြင်လို့ဖြစ်တယ်ဂျာဂူလီကောင်အောင်မင်းဆိုသူကတော့မြည်သည့်အရက်ကိုရောက်နေတယ်မသိဘူး ကိုကျော်မူတယောက်မှာတော့တောကချီရာတွေဖြစ်နေလေပြီတကယ်တော့ခမရဲ့အဖြစ်ကလည်းစိတ်မကောင်းစရာပါပဲကိုကျော်မူရခမဥပဒေရာဖြည့်ရှင်းခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးစကမ်းမှုလဲစဉ်းစားကြည့်ပါဗျာကျွန်တော်မိမသူမရင်ခွင်ထဲမှာရောက်နေလေတော့စိတ်မထိန်နိုင်တော့ဘူးအချစ်လူမိုက်ကြီးဖြစ်သွားတာပါကျွန်တော်အခုပြောတာတွေဟာအမှန်တွေးကြည့်ပါပဲကျွန်တော်ဥပဒေရဲ့အပြစ်ဒဏ်ကိုခံယူပါမယ်စကမ်းမှုကြီး ကျွန်တော်ကိုအေးအေးယူပါတော့ကိုကြောင့်မိုးရေစကားတန်ကရင်ထဲမှာစိုးနှစ်စွာထွက်ပေါ်လာတာဖြစ်တယ်အနီးမှာထိုင်နေတဲ့ဒူရဲအုပ်ချမ်းမင်းမှာတော့ကိုကြောင့်မိုးကိုလှမ်းကြည့်ရင်လေဘူးတစ်ချမ်းမှုတ်ထုံရင်ကပြောလိုက်တယ်ကိုကြောင့်မိုးရာအစကလေးကအမှန်တိုင်းဖွင့်ပြောလိုက်ရင်ကျုပ်တို့လည်းအခက်အခဲမရှိဘူးပေါ့ခုတော့ခမရကတရားလိုလုပ်ပြီးလူပြောက်လာတိုင်းတော့တရားလိုဖြစ်ခဲ့ပြီမယ်ခမရရဲ့မိုင်မဲမှုကြမှာကြောင့်ခုတော့တရားခံဖြစ်ရပြီပေါ့ဗျာ ဒါကြောင့်မို့ပညာရှိစကားရှိတယ်မဟုတ်လားတခုခုလှုပ်တော့မယ်လို့စိတ်ကူးရင်အစိုးကောင်းတွေကိုအရင်တော့အကျိုးရှိနိုင်မဲ့အလို့ဆိုရင်လို့ဆိုတယ်လို့အစိုးဘက်ကိုရောက်သွားလို့အစိုးတရားရဲ့ရလက်ကကိုပဲခံရတယ်မို့လားကိုကြောင့်မို့ရကျွန်တော်နားလဲပါပြီဆရာကျွန်တော်ကြောင့်ခက်ခက်ခဲခဲဖြစ်သွားရပြီစိတ်ရှိရှိနဲ့အမှုမှန်ကို ဖော်ထုတ်နိုင်တာကိုတော့ကျွန်တော်မချီးကျူးပဲမနေနိုင်ပါဘူးရာဇဝေဘေးဆိုတာပြည့်မလွန်မှန်ကျွန်တော်နားလဲပါပြီဗျာ ကဲဆရာချမ်းမင်းကိုကျော်မို့ရဲ့စစ်ချက်ကိုယူပြီးရင်သူ့ကိုအရရနေစင်မှတ်တမ်းမှာရေးသားပြီးအချုပ်ခန်းထဲကိုထည့်ထားလိုက်တော့ဗျကိုကျော်မို့နားလေပါဗျကျွန်တော်တို့ကတော့တာဝန်အရလောက်ရတာမို့ပါစကမ်းမှုရဲအုပ်အောင်သိရင်ပြောစကားကြောင့်ကိုကျော်မို့ကဘာစကားမှဆက်မပြောတော့သူရဲ့အုပ်ချမ်းမင်းခေါ်ဆောင်ရနောက်ကိုလိုက်သွားခဲ့တယ်အချစ်ကြီးတဲ့ကိုကျော်မို့တယောက်သူချေရတဲ့သူဇနီးမောင်မလွင်နဲ့ အခုတော့ဘဝတွေချသွားခဲ့ပြီတက်ဦးက ဥပရိရဲ့အဆုံးမကို ခံယူရမှာဖြစ်တယ်လို့တက်ဦးကတမလွန်ရဲ့ဘဝတစ်ခုမှ သူတို့အသေးနှလုံးချင်းမရှက်နွေနိုင်တော့နောက်ဆုံးတော့နှစ်ဦးစလုံးအကျေမိုက်မောင်ဖုံးခဲ့ကြသူများဖြစ်ပါရင်တပ်ပေတက်တာချမ်းသာကိုစိတ်မြဲပါစေစာရေးသူဇာကြီးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါလိမ့်ရှင်။နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဇူးတင်ပါလိမ့်ရှင်။